တန့်ကြည်တောင်နော်တန့်ကြည်တောင်ဆိုရတော့ရှင်ဘုရားကြီးကအကျမ်းဖက် KCMC PDF ကျွန်းကျောင်းမြစ်ကြီး PDF တို့မှမိုင်းတောင်ဖြည့်စည်းသွားသည့်လျှက်စစ်တပ်တိုင်ဖြည့်စည်းသွားမှုကြောင့်တန့်ကြည်တောင်ဆွဲဆွဲတော်ရှင်ဘုရားကြီးဒီရဲ့လျှက်စစ်မိမပူဇော်ရသည်မှာလာမည်၉လပိုင်းဆိုရင်နှစ်နှစ်ပြည့်တော်မူဖြစ်ကြောင်းလျှက်စစ်မိမရရှိမှုကြောင့်တန့်ကြည်တောင်ဆွဲတော်ဘုရားကြီးကဝေယဝိဇ္ဇပြုလုပ်နေကြသောလူပုဂ္ဂိုလ်ယဟန်ပုဂ္ဂိုလ်တိလရှင်ဆရာကြီးဆရာလေးများ ရေရရှိမှုအင်မတန်ခက်ခဲနေပါတယ်တဲ့မြစ်ခြေကနေတောင်ဘက်တလျှောက်လုံးအကျမ်းဖက်များကြီးတိန်တော်ညောင်ဒီပင်ညောင်လာအိုင်ကြီးနော်ကံကြီးစု ပေါတော့ခြေရွာမှာတဲ့ခြေရွာမှာတော့လျှက်စစ်မီးတစ်ဆက်ကန်တော့မပြတ်ပါဘူးတဲ့ပြတ်တာနဲ့အကျမ်းဖက်တွေကထုမှဆိုးလို့နေမှာပေါ့တဲ့မီတာကားကိုလည်းနာဇကအစိုးရစီဆောင်ရတာမဟုတ်ဘဲနဲ့အကျမ်းဖက်တွေစီဆောင်ရတာဖြစ်ပါတယ်တဲ့နော်လက်ပံချောင်းတန်းကြီးရေနံမြေစိတ်ကွာအရာတော့ တောင်ရွာရမြောက်ရွာရွာပြည်သူစစ်ရွာအုတ်ချောင်းရေနံကျင်းနဲ့တန့်ကြီးတောင်ဆွေတော်ချင်းဘုရားကြီးဟာအကြမ်းဖက်များမှလျက်စစ်မီအမောင်ချထားတာလာမီ6လပိုင်းဆိုလေနှစ်နှစ်ပြည့်တော့ပါမယ်တဲ့ဒေသခံအများစုကြီးဆန္ဒကတော့ကြီးပါတွေကိုလျက်စစ်ပြီးပြန်ရအောင် လုံမပေးနိုင်ရင်နေပါဆွေတော်ရှင်ဘုရားကြီးအားလျက်စစ်ပြီးပြန်လဲရရှိအောင်လှုပ်ဆောင်ပေးပါလို့ကိုဇော်ဘိုးကြီးမှတစ်ဆင့်နောက်မှကလူကြီးများလူကြီးများနဲ့မကွေးတိုင်းဝင်ကြီးချုပ် တို့သိရှိနိုင်ရင်တင်ပြအပ်ပါလေတဲ့တခေါကူမျိုးနဲ့စိတ်ကွာအုပ်စုရေနံချက်ရွာရွာတိရွာရန်သူများလက်ထဲမှာရှိနေစေဖြစ်ပါလေတဲ့ဒီတရင်အဆက်ကတော့မိမိအထိုင်စကန်းကလုံချုံရေးတွေကပီဒီအက်တွေကိုတွားရောက်ရှင်းလင်းမှုမရှိခဲ့ရင်ပီဒီအက်တွေကပီဒီအက်တွေကစိတ်ကွာလုံချုံရေးစကန်းကတိုက်ပြီးခုရွာကန်နေစီကတရင်တိရပါလေတဲ့တက်ဆိုင်ရနယ်မြေကန်ခေါင်းပေါင်းများဟာအတိပေးတာပြီးအခုထိတွားရောက်ရှင်းလင်းမှုမရှိပါဘူးတဲ့ ရွာတိကျေးရွာကိုစိတ်ဖြူစင်ဖြူကျုံးက PDF တွေအလာကိုစောင့်နေပြီးရောက်တာနဲ့စိတ်ခဝလုံကြုံရေးစခန်းကိုဝင်ဆောင်တော့မယ်လို့ပြောလာပါတယ်တဲ့နော်အဲ့ဒါတရင်နေရအောင်မှာမလုပ်ဘူးဆိုရင်တော့အပေါ်ကတိအောင်ပြောပေးရမှာပဲနော်ဒီတရင်နေကိုပေါ့တော့ကိုမကူတတိမူပေါ့ဗျာအတက်တော့ဘာမှအရေးမကြီးဘူးပြီးရင်အချက်ကုန်တဲ့ခါတွေကိုယ့်ရဲ့အဖွဲ့ကြီးကုန်တဲ့ခါတွေကြာဆင်းပါတယ်နော်မင်္ဂလာပါကိုဘုန်းကြီးတဲ့မနေ့ကနေ့လယ်မှာတဲ့ဝက်လက်ဘက်ကရန်သူများ မရိယာမြောက်ချမ်းကိုတိုက်ခိုက်ဖို့အင်အားဖြည့်စည်းပါတယ်တဲ့အနောက်ဘက်ကန်းကအင်အား80အထက်ပိုင်းကဆင်းလာတာ90နေမြေအင်အားတွေနဲ့ပေါင်းစည်းနေဒီမှာကြောက်တရားမြောက်ဘက်ရှမ်းရွာနဲ့ရေနသာချေးရွာ ရွှေဘုံမွင့်ရွှေဘုံမွင့်ကျောင်းအတွင်းမှာတော့အစုစည်းနေကြပါတယ်လိုအပ်သလိုဆောင်ရွက်နေပေးပါနိုင်ရင်တင်ပြအပ်ပါတယ်တဲ့နော်အဲ့တော့ကြတော့ပို့တော်တယ်အောက်ကမလို့ရင်ဘာမှလုပ်လို့မရအောင်နော်အဲ့တော့မဒူးအဲ့မှာအောက်ချိန်မှာပဲတည်တည်အပေါ်မှာပဲတည်တည်ထူလို့ရအောင် ။អោបីလိုက်တော့ដកដែរណាអីយោဟုတ်တယ်မလားကျွန်တော်တို့လည်းဟိုလောက်ကန်ရတာတနေရာတည်းမဟုတ်ခွင့်နဲ့အကုန်လျှောက်ပက်ပို့နေတာပို့နေတာမလုပ်ဘူးဆိုရင်တော့မပြောတတ်ဘူးပေါ့နော်ခမရ59တဲ့ဒီခွေးကိုမြန်မြန်ရှင်းကြပါတယ်မင်းတို့ PDF တွေထိနာနေပြီမင်းတို့မကြောက်ရင်တော့ဒီမှာကန်ကြီးဘက်ချန်နယ်လိုက်တဲ့ PNN တွေမတွေ့တော့ကြောင်းနဲ့အကြမ်းဖက်များ3ယောက်လေးနဲ့တနက်တက်လက်သာရှိကြောင်းခဲရန်နဲ့နေနေကြောင်းပြရတယ်တဲ့ ဒီမှာ PDF ထောက်ဖို့တွေကိုတခါလဲ line ပေါ်မှာတခါလဲမှတ်ထားလို့ရအောင်ပြောပြမယ်။ကံကြီးမှာကိုဖြိုးတဲ့ဒေါ်အဲဖြူ Galaxy စားတောက်ဆိုင်ထောက်ဖို့အကြီးစားတို့မှကြောင်မဲပတ်တင်တဲ့နေရာတို့ရိတ်ခါပုတ်လျက်ရှိတယ်တဲ့။ကံကြီးမှာတောင်ကမ်းဘက်အထွက်ရွှေတနုစီဆိုင်အနီးဝန်းကျင်အိမ်များ၌အကျန်းဘက်အများအပြားအခြေပြုလျက်ရှိတယ်တဲ့။တောင်မဲမြို့နဲ့နောက်ပြည့်ရွာရွှေမြောင်ကြားနဲ့အကျန်းဘက်အင်အား900ခန့်တင်တဲ့ပေးနေကြောင်းကံကြီးရွာမှာကိုဖြူရန်တိုင်းဦး ခန့်စော်တို့မှရိတ်ကာသွားပို့ရကြောင်းရွှေရနုစီဆိုင်တို့နေ့စဉ်၁၆နာရီခွဲအချိန်ခန့်အကြမ်းဖက်များလာရောက်လေ့ရှိကြောင်းသိရတယ်သိရတယ်တဲ့နော်အဲကံကြီးဘက်တွေလည်းကျွန်တော်လည်းဘယ်သူနဲ့မှဆက်သွယ်လည်းမရှိဘူးနော်အဲ့တော့ကြတော့ရန်သူကတော့ကြာဆုံးနေပြီဒါပေမဲ့တက်မတော်ကတော့သူ့ရဲ့စင်းနေပြူကနေ့စနစ်နဲ့ပဲပေါ့နော်အဲသူပါသူတိုက်လိုက်မယ်တစ်ချိန်အချိန်အချိန်တစ်ခုရောက်လာလို့ရှိရင်ကျွန်တော်တို့တိုင်းပြီကျွန်တော်တို့နိုင်ငံအေဂျင့်သွားမယ်အဲ့ဒီအချိန်မှာမှဒီလိုမျိုးပေါ့နော် ဒီလိုမျိုးဟိုဟာထောက်ပို့တွေပေါ့နော်ထောက်ပို့တွေကျွန်တော်တို့ဆိုရင်အဲ့ဒီနောင်ချိုမှာထောက်ပို့ဆိုတာကိုအောင်ဆိုတဲ့လူကြက်ဥကားမောင်းတဲ့လူနော်သူသားသမီးတွေဆိုလို့ချင်းရင်တောက်လျှောက်အိမ်တွေဖောက်ပြီးတော့ခိုးနေတာနော်အိမ်တွေဖောက်ပြီးခိုးနေတာနော်ဒါပေမဲ့ပြင်ဦးလင်းဘက်ကလည်းလာတယ်တဲ့ဘလို့လာလဲတော့မသိနော်လာနေတာပဲအိမ်တွေဖောက်ပြီးခိုးနေတာအပီးပြီးလို့ချင်းသူတို့နေမှာမဟုတ်တော့အဲ့နောင်ချိုမှာနော်ဒီရွှေတနုစီဆိုင်တို့ပါတို့နော်ဒါကျွန်တော်ရဲ့အမှားကန်သတင်းပေးတွေနော်နောင်ချိုကနေ ။နော်အဲ့တော့ကျတော့ဗမာ PDF တွေကတော့ခွေးရတဲ့ထညာကဲလို့ပဲလုံမပါတော့မှာ။နော်အခုကလေးဆိုလို့ချင်းရင်ကလေးတားကဟိုဘက်မှာဆိုလို့ချင်းရင်ဖြစ်တာမှာတို့ကအခုဘလို့ဖြစ်နေလဲဆိုတော့ဒီနမကတိုင်းမူကြီးကိုပြောပေးပါတဲ့။တို့တက်မတော်စစ်တက်နဲ့ပူပေါင်းပြီးတော့မှတိုက်ချင်တဲ့ကလေးတွေအများကြီးရှိပါတယ်တဲ့။နော်အဲ့တို့သွားပြီးတော့ခေါ်ရမှာပြုရမှာရှိတာပေါ့ဗျာဆက်သွယ်ပေးဖို့ပေါ့ကျွန်တော်လည်းဒါပဲသိတာဒါပဲသိတော့ကျွန်တော်က ဟိုမပြောမပြောချင်မပြောမရေရမသေးကြတော့ကျတော့ပြောရဖို့ခက်တယ်ဒါပေမဲ့တခုပြောတာကဒီချင်း PDF တွေရောဒီဗမာ PDF တွေရောအဲ့ပြမှာလဲအသေးအဆုံးအကြဆုံးတွေများနေတယ်တဲ့အဲ့မှာသူတို့ကနေပြီးတော့မှပါကားပါလာပါလာသူတို့ခွေထားတဲ့အောင်လက်နဲ့ပြန်ရတယ်တဲ့ကျွန်တော်တို့ဒီစစ်ပွဲကိုမတိုက်ချင်တော့လို့ပြောတယ်တဲ့အေးမတိုက်ချင်တော့ရတယ်တဲ့တိုက်ပွဲပေါ်ဆောင်လို့ရှိရင်မင်းတို့တိုက်မှရမယ်တဲ့မတိုက်တဲ့ကောင်ကိုတခါလေးအပြက်ရှင်းပြီးတော့တတ်ပလိုက်တယ်တဲ့နော်အဲ့မှာရွာတရွာအယောက်20ဆိုအယောက်20တကောင်နေလူစုနေတယ်ကျွန်တော်ကမနေ့တနေ့ကတော့ပြောသလိုပဲ ော်ဒီကောင်းလေးမှာလူအင်းလူအင်းအားလည်းမရှိတော့ဘူးနော်လက်နဲ့ခရမ်းဆိုတာလည်းဒီဘက်ကဖြတ်တော့လိုက်လို့ရှိရင်တော့မရှိတော့ဘူးတိုင်းပြည်ကတနေ့နေ့အေးချမ်းလာမှာဒါပေမဲ့ဒီကလေးတွေကအသေးပြောက်များတာကိုသိတော့တိုက်လည်းမနိုင်တော့ဘူးဆိုတာကိုသိတယ်ဘလို့မှလည်းမအောင်မြင်နိုင်ဘူးဆိုတာကိုသိတယ်နော်သူကစစ်ကသူ့ရဲ့ထိုးစစ်အချိန်ကရက်တန်သွားပြီအခုကျွန်တော်တို့ဖားကန့်တို့ဘာလို့ပဲကြည့်လိုက်နော်အခုခရင်ဆိုရင်အခုကြည့် DKB ဘောင်မှာဟုံးမလိုက်တာနော်တက်မှာတော့မလုပ်ဘူးဆိုရင်မလုပ်ဘူးနော်လှုပ်လာပြီးဆိုရင်သူများနဲ့မတူဘူးသူကနိုင်ငံတကာ ရှင်သားနဲ့ standard army ဖြစ်နေတဲ့တက်မတော်ဖြစ်နေတဲ့အတွက်ဘာပဲပြောပြောကိုယ်နိုင်ငံပြည်နယ်ကိုလောကကန်ရတာချင်းချင်ပြီးလုံနေလို့ဒါပေမဲ့ကျွန်တော်ပြောသလိုပဲအဲ့ဒီ PDF တွေရှိရနေရတယ်လူတွေတေကုန်မယ်လူသားအေးမြစ်တွေတေကုန်မယ်နော်တပြေးပြေးနဲ့လုံမပါမယ်နော်ချင်းလည်းတေမယ်အရကိုင်းအေးအေးလည်းတေမယ်အဲ့ပြောရကိုင်းအေးအေးလို့ပြောလိုက်ဆိုတော့ရကိုင်းကလည်းသူကလူလူသိစုမှာပဲလေစုလို့ကြည့်ရကိုင်းတိုင်းသားတွေပါသွားမှာပဲရကိုင်းတိုင်းသားတွေပါသွားရကိုင်းလူမျိုးနော်အနေနဲ့များတော့တေမှာပဲ နော်ချင်းလူမျိုးစုမဲ့စစ်တပ်ကိုတိုက်မယ်ဆိုပြလာတိုက်တယ်ဟိုကဘုံနဲ့တေးပါပဲအဲ့တော့ဗာတိတယ်လူသားရင်းမြစ်အရင်းမြစ်တွေရခိုင်တိုင်းသူတိုင်းရင်းသားတွေကအခုကျွန်တော်ပြောမယ်ဗျာကျန်တာမပြောနဲ့ကျွန်တော်ဒီတင်ကြုံဘုံကြီးကြောင်းမှာဟိုနေ့ကသွားအလူလုတဲ့အချိန်မှာမိန်းကလေးတွေပဲတွေ့ရတယ်ခင်ဗျားတို့ကျွန်တော်ရဲ့တိတော့ဘိုင်းမှာသွားကြည့်လိုက်ကျွန်တော်တို့ပြောသေးတယ်မိန်းကလေးတွေဒီပဲဟောလို့ယောက်ျားလေးတွေမတွေ့ရတဲ့အတွက်တော့စိတ်တော့မကောင်းဘူးလို့ပြောလိုက်တော့စိတ်မကောင်းဘူးဆိုတာဒီလိုပေါ့ဒီ DPLA တို့ PD ဒီ တီယန်နန်နေတို့ကဒီယောက်သားလေးတွေကိုဆွဲတော်တာလေအဲ့မှာခဏကျွန်တော်တစ်တော့မှသွားကြည့်လိုက်ကျွန်တော်တင်ထားတယ်အဲ့ခမင်းစားတဲ့နေရာမှာမင်းကလေးတွေအကြီးပဲတွေ့ရတာယောက်သားလေးတွေကကျွန်တော်နဲ့ခုလက်ဆွဲပြီးတော့နှုတ်ဆက်တယ်အဲ့မှာကြည့်လိုက်10ယောက်15ယောက်ပဲအဲ့ကမပူမပူသွားကြည့်အဲ့တော့ဘာဖြစ်လဲလူသစ်စုခံရတယ်လေအခုအဲ့သူတို့စုသွားတဲ့လူသစ်ဗမာလဲလို့ပြောရင်သူတို့မပြနိုင်ဘူးနော်မပြနိုင်တော့ဘာဖြစ်လဲခုမပြနိုင်တော့ဘာဖြစ်တော့ခုတေးပြီလေအကုန်လုံးက လူသားရင်းမြစ်တွေအကုန်ဆုံးရှုံးပြီရကိုင်ရောအေးခေါ်သွားတဲ့ကောင်တွေလည်းတေးလာပဲချင်းပြမင်းတို့ခုကြော်နိုင်တော့လို့လားမင်းတို့ခုတိုက်နေတဲ့စစ်ပွဲဘယ်လိုကြော်နိုင်လဲမုံရွာမြို့မှာတော့ငါတို့ကချင်းတွင်းမြစ်ထဲမှာဟိုကပတ်ပြီးတော့မှလဲမုံရွာတမျိုးလုံးအောင်လူတော်လုတ်ပလိုက်သေးတယ်ဘာကြံမှမတက်တာဘူးနမကတိုင်မူကာမန်သူမိသားစုကောသူကောအမှန်တော်မှဖွင့်မအောင်သေးတယ်ဟမ်မုံရွာမြို့ကဘာမှမရှိဘူးမုံရွာမြို့ကပြန်ပေးဆွဲတဲ့လူပဲရှိတာเนาะကျွန်တော်တို့သွားတဲ့နေ့ပထမတကြိမ်က3လက်3လောက်ရတယ် ဒုတိယကြိမ်သွားတဲ့နေ့မှာတနက်တူနေ့ဦးမှာပြန်ပေးဆွဲလို့เนาะရတယ်ဟုတ်ပြီလားအဲ့တော့ကျတော့အေဂျင့်နေတဲ့နေရာမျိုးမအေဂျင့်အောင်လို့အဲ့လိုစောက်လုံးမရှိစောက်ကိုင်းမရှိတနက်အတူနေတယ်ဒီခေတ်တည်းမှာတနက်အတူနေသွားပြီးတော့မုံရမျိုးမှာမုံရမျိုးရဲ့အနေထားကိုကြည့်ဦးတနက်ကငါဥပမာတစ်ခုပေါ့ဗျာခင်ဗျားတို့ပြောသလိုပေါ့ဟာတနက်ကပေါ်တယ်လို့ငားတယ်လို့ဘာလို့ညာလို့ပြောတယ်တနက်အတူနေသွားပြီးတော့မှပြန်ပေးဆွဲတယ်တဲ့ဟမ်ယုံစရာကောင်းလိုက်တာအော်မုံရမျိုးမှာရှင်မျိုးပဲသွားလာတာနော် အေးချမ်းချမ်းပဲမင်းတို့လူသားရင်းမြစ်ဆုံးဆုံးသွားရင်မင်းတို့အညာသားပီတီရလည်းသုံးပုံမနှစ်ပုံတော့ကုန်ပြီမင်းတို့ကုန်တယ်ခု၆ပဲပဲကြည့်လိုက်မင်းတို့လှုပ်တယ်လားပြောတာဟိုကဘာမှမင်းတို့မလှုပ်သေးဘူးနော်မင်းတို့အချင်းချင်းမင်းတို့စိတ်နာအောင်လို့နာကြည့်အောင်လို့နော်ကိုယ့်ရဲ့အချင်းချင်းမင်းတို့ကစစ်ကူလာပါစစ်ကူလာပါအေးစစ်ကူလာပါမလှုပ်နဲ့ရှစ်တဲဝင်ကိုကိုယ်တိုင်ဝင်တွေ့ရဲကောင်တွေမကျေနဲ့ချက်နဲ့နော်ဒီ2021ဖေဖော်ဝါရီလအချင်းချင်းတော့ဆိုခေါင်းဖြတ်တက်ခံရတာလို့နော်မျိုးတွေအများကြီးမင်းတို့ဝင်လေခုစစ်တပ်ကခေါ်နေတယ် တို့လူငယ်တွေပဲမကျေနပ်ဘူးမလား PDF ကိုမကျေနပ်ဘူးပလောင် TNN တွေကိုမကျေနပ်ဘူးမင်းတို့ဝင်တိုက်စစ်တပ်လာပါစစ်တပ်လာပါလုံးမနေနဲ့ဝင်တိုက်နော်ဝင်တိုက်ဆက်သွယ်မင်းတို့6တို့ပါတော့ဒါတို့ရပါတယ်မင်းတို့မေတ္တာလောက်ရောက်ရင်စစ်တဲဝင်လို့ရပြီနော်မင်းတို့အမှန်တရားမဟုတ်ဘူးမင်းတို့စောက်တော်သားတွေကအဲ့ဒါတော့မဟုတ်လို့ပြောတာနော်မင်းတို့ဝင်တိုက်စစ်သားတယောက်ပြဖို့မလွယ်တဲ့ခေတ်တည်းမှာမင်းတို့ဝင်တိုက်နော်ဝင်တိုက်ငါတို့ကအချင်းပြက်လက်ပေးလက်ယူချတာလည်းငါတို့ကပြောရဲတယ် နော်စစ်သားတယောက်ရဲ့တန်ဖိုးကိုလည်းအသက်သွေးချွေးထဲကနေပြီးတော့နားလေနော်မင်းတို့ဝေတိုက်မင်းတို့တစ်ချိန်တော့အဲ့မှာမင်းတို့မြောက်ပေးခဲ့လို့နော်ဝေးပါဝေးရနေမင်းတို့တော့ခဲ့လို့ချားဟေးဒုံးပဲသူ့ကိုပြန်လုပေးအပြည့်သူပြပါနာပြည့်သူပန်ပေးတွေပါတသုံးချောင်းနေထောင်ပြီးတော့နော်ဖြစ်မလားဆိုပြီးလှုပ်တကယ်အခုမင်းတို့စကိုင်းမှာရအောင်စကိုင်းတိုင်းတိုင်းလုံးရဲ့အနေထားကိုကြည့်လိုက်ပကုတ်ကူနော်ပကုတ်ကူမှာလည်းအခုအောင်ပွဲတွေရနေတယ်တဲ့ပကုတ်ကူကလည်းနာမကတိုင်းပွဲဧရိယာမှာပါတယ်ဟိုထောက်ချပင်လို့ဘာလို့ပဲမှာဒီနေ့ဆိုပကုတ်ကူရဲ့အဲ့အနောက်ဘက်ကျမ်းမှာတယောက်တမတရားတိကတော်တော်အလုံးလုံးလာတယ်လို့ပြောတာ တေရာမအများကြီးအတမနာတော်မှာနားတော်လို့ရတယ်ယူခံနေတာတဲ့အဲ့ပခုတ်ဦးနဲ့မြိုင်းနဲ့ဈာမထောပို့လို့တဲ့အမျိုးသမီးတယောက်တဲ့ယူနေတာတဲ့နော်ပီရီယက်တွေရတဲ့ဟိုပြေးရမလို့ဒီပြေးရမလို့တဲ့နော်တွင်းနေသွားလို့လည်းမရနော်အခုမှတက်မတော်အခုတောက်ချောက်စစ်စစ်ကိုပြားပေးပြီးတော့မှာဝုန်းနေတာနော်အဲ့တော့မင်းတို့အခုလာပြီး၆လို့အဲ့ဒါအဲ့မီးလောင်ပြားတို့အဲ့မှာစင်းငိုင်တို့အဲ့မှာရွာတွေအများကြီးအများကြီးငါတို့ပကံကြောင်ကနေသွားရင်၆ခုလမ်းပေါက်တယ်အဲ့မှာနော်ငါတစ်ချိန်တော့အဲ့ဒီ၆မှာငါမင်းတို့၆ကတွတ်ပြီးတော့ဘာတို့ဘာခတ်တို့ဘာတို့ ਨੇ မင်းတို့မီပြောလာခဲ့လိုက် နော်ဘာကတော့တူပြီးတော့ငါချင်းခက်လာတာဖတီဖတီတို့နဲ့မင်းတို့၆ကဖတီတို့နဲ့နော်ဇော်ဘုံရောတခါမှမနိုင်ဘူးတူပြီးတော့အဲ့မှာဘာကတော့နော်မင်းတို့တခါအခုမင်းတို့မင်းတို့ကမင်းတို့အားပေးခဲ့ပြီးတော့အခုပြဿနာတက်ကြပြီလေအဲ့တော့တက်မလို့လာပါတက်မလို့လာပါတက်မလို့အသားလေးကြည့်နေအခုကျတော့မင်းတို့အိမ်ထဲကပစ္စည်းတွေယူတယ်မင်းတို့ဓမင်းတော်မှာမဟုတ်ဘူးစံပို့ခိုင်းတယ်အဲမင်းတို့ပြည်ရဲ့ရှိတဲ့ရောမင်းတို့တက်မလို့နဲ့မပူပေါင်းဘူးရဲတပ်ဖွဲ့ဝင်နဲ့မပူပေါင်းဘူးနော် တကယ်တမတ်ကြတဲ့တက်မတော်သားရှိတယ်ရဲတပုတ်နေပြည်သူစစ်တွေနဲ့ပူးပေါင်းတရင်တော့အမြန်ပေးတော့မင်းတို့ဇက်နာအောင်မှာအပီးကကြမှာမင်းတို့အဲ့မှာညင်ကကြမှာဝုန်းလို့ဝုန်းကြလိုက်မှာလိမ့်ပြန်အောင်အဲ့မှာဗီဒီယိုတွေတေးလိုက်အပုံလိုက်ပြီးကကြမှာလေရင်ဘဝကိုတီးလုံးကြီးတွေနဲ့ဆက်ပါလေဘာဘိုင်းနေလဲအဲ့မိမပြောတာဘာဘိုင်းလည်းမသိဘူးတော့တီးလုံးကြီးဖွင့်ပြီးတော့မှလာတယ်တော့ဘာလို့တကားလည်းမသိအောင်မှာလူရောက်တရားလောက်တေးပဲအတွက်ကိုတီးလုံးကြီးအပေါ်ကနေဖွင့်လာတယ်လို့လူနဲ့ပြောတာနော်အဲ့တော့ကြတော့ပြောချင်တာက အမြန်ပူပေါင်းကိုတိုင်းပြည်ကကိုရမပြတ်ချင်အမြန်ပူပေါင်းเนาะအမြန်ပူပေါင်းခင်ဗျားတို့ဘီတုစစ်တွေပါလေလုံးမနေနဲ့ခင်ဗျားတို့အခု6ကလူတွေဆိုမိတိလာလောက်လာရင်လာလို့ရတယ်ဘယ်တော့မှမဝေဘူး6ကနေ6ကတော့ဟုတ်လားเนาะ6ကတော့ပြီးလို့ချင်းမိတိလာရောက်ပြီးမိတိလာရောက်မိတိလာစစ်တက်တဲ့ဝင်เนาะကျွန်တော်တို့စစ်တက်တဲ့ဝင်မယ်မခံနိုင်တော့ဘူးကျွန်တော်တို့ရွာသူရွာသားချင်းချင်းကျွန်တော်တို့ဗမာလူမျိုးချင်းချင်းဒီကောင်တွေပြန်တက်နေတာငါတို့ပြင်ဦးလို့စစ်တက်ရှိတယ်စစ်တက်တက်မလို့အုပ်ချုပ်ရေးကြောင်းမှာစစ်တက်တက်ပေါင်း73တက်တောင်မှရှိတာ နော်ငါတို့စစ်တပ်ကတပ်မတော်သားတွေကစောက်ကျင်ရုပ်တယ်ဆိုရင်ပြင်ဦးလွန်ရလူတွေဘယ်လိုလုပ်အေးချမ်းချမ်းနေရမှာလဲဟမ်ကဲမင်းတို့ပြောသလိုစစ်တပ်ကလူတိုင်းလိုက်တက်တယ်ဆိုရင်ဟမ်မင်းတို့ပိုင်မင်းတို့စိုးသွမ်းပြီးတော့မှယူကြီးလို့လို့ဘာလို့လို့လုပ်တယ်လုပ်ပြီးတော့မှမင်းတို့အခြေပဲ့လက်နဲ့ကန်တောင်းချမ်းသူတွေကိုထောက်ဖို့လုပ်တယ်ဆက်သွယ်တယ်ဆက်သွယ်ပြီးတော့မှမင်းတို့ကလောက်တာကိုမင်းတို့စစ်ကြောရေးမှာခေါ်စစ်တယ်ကွာကဲထားပါတော့ကဲစစ်ကြောရေးခေါ်စစ်လို့လက်လို့ကြည့်လို့ပြလို့တေသွားတယ်ကွာအဲ့ဒါကိုမင်းတို့ရဲ့နားထဲမှာမင်းတို့ရဲ့ခေါင်းထဲမှာအစိပ်ပြေနေရတာ နော်မင်းတို့ကယင်မာတာတွေမင်းတို့တိုင်းပြည်ပြတ်ဖို့ကြံတာဇေယတော်တို့ဂျင်းဂျင်မီတို့ဟုတ်လားမင်းတို့လက်နက်တွေတင်သွင်းလာတာလေလက်နက်တွေအများကြီးနဲ့မိတာလေဟမ်ပြီးတော့ချင်းစစ်တပ်ကိုထောင်လန်းဖို့မင်းတို့ယူကြည်လုံးလို့မင်းတို့စစ်ကြောကြီးကလုံလိုက်တော့မင်းတို့စစ်တပ်ကလူတက်တယ်ပြောဘောငါတို့စစ်တပ်ကဗလာကြီးတက်လို့လားမင်းတို့အကြမ်းဖက်လက်နက်ကိုင်တောင်းကြသူတပုံတွေနဲ့ဆက်နယ်လို့တက်တာလေဟုတ်က subscribe ကိုနေခါလို့ကိုနေပေးချပါပြန်ကျွန်တော်ဒီ